ဒီနေ့မှာတော့တမင်ဖြူခရုသိန်းယောဂရဲ့ဆောင်းရှောင်းအချက်တွေကိုပြောပြပေးပါမယ်။အားလုံးပဲမင်္ဂလာပါဒေါက်တာကြည်စင်ပါ။တမင်ဖြူရဲ့ဆောင်းရှောင်းအချက်တွေကိုမပြောပြခင်မှာဘာလို့ဖြစ်လာလဲဆိုတာကိုအရင်ပြောပြပေးပါမယ်။ဒီယောဂါကအကြောင်းရင်းတစ်ခုရဲ့အကြောင်းမဟုတ်ဘဲနဲ့ကိုယ့်ရဲ့မိသားစုမျိုးရိုးကိုယ့်ရဲ့ကိုယ်ခန္ဓာစနစ်ပတ်ဝန်းကျင်အကြောင်းရင်းတစ်ခုခုကြောင့်လည်းခန္ဓာကိုယ်ကိုအဆိပ်တောက်ဖြစ်စေတဲ့ oxidative factors တွေဒီချက်တွေအကုန်လုံးပေါင်းပြီးတော့မှကံကြောင်းတိုက်ဆိုင်လို့ကိုယ်စီမှာဖြစ်လာတဲ့ယောဂါမျိုးပေါ့နော် ။ဒီတမင်ဖြူခရုတင်ယောဂရှင်တွေအတွက်ဆောင်းရရှောင်းရမယ့်အချက်6ချက်ကိုပြောပြပေးပါမယ်။နံပါတ်၁စံကေမလနီယောင်ချေမရှိလို့ဖြူနေတဲ့နေရာလေးကဆိုရင်နေအောင်ချူပို့ပြီးဆန်စစ်တစ်ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့နေလောင်လွယ်ရာလေးတွေနေမြန်လွယ်ရာလေးတွေပို့ပြီးဖြစ်နိုင်ပါတယ်။ဒါကြောင့်မလို့နေရန်ပူတဲ့ချိန်ပြင်ထွက်တဲ့အခါမှာ T အုပ်ထုပ်အပေါ်ဝဲတစ်ခုခုနဲ့ cover လုပ်ပြီးမှပဲထွက်ပေးပါ။အနည်းဆုံး SPF 30+ ပါတဲ့ Nika Cream Sun Cream ကိုလိမ့်ပေးပါ။ နမနစ်ကတော့တန်ရမရအောင်ယူဆိုင်ပါအရေးပြားမှာချစ်မိတာပုံမိတာအပူလောင်တာနေလောင်တာဒီလိုတမျိုးမျိုးချောင်းမလို့တန်ရရတဲ့အခါမှာဆိုရင်ဖြူခွက်တက်လေးတွေပေါ်လာတတ်ပါတယ်ဒါကိုစိတ်ပညာမှာကော့ပနာဖီနိုမီနာလို့ခေါ်ပါတယ် ။ဒါကြောင့်အနာမဖြစ်အောင်ဒဏ်ရာမရအောင်ဂီလူစိုက်ပါပော့ပါချောင်ချီရဲ့ဖက်နက်တွေအဝတ်အစားတွေကိုပဲဝတ်ဆင်ပေးပါ။နောက်တစ်ခုကတက်တူထူတာပေါ့နော်။တချို့ကဒီအဖြူခွက်တွေဖုံးမှုအတွက်အသားရောင်တက်တူထူတာမျိုးတွေရှိတယ်။ဒါပေမဲ့ခုနဒေါက်တာပြောခဲ့တဲ့ Cobra Phenomenon ရှိနေရဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုတက်တူထူတဲ့နေရာမှာအနာကောင်းကောင်းမကျက်တာအဖြူခွက်တွေပိုပြီးတော့ပွားလာတာမျိုးတွေဖြစ်နိုင်ပါတယ်။အဲဖြစ်ချင်လည်းဖြစ်မယ်ဖြစ်ချင်မှလည်းဖြစ်မယ်ကန်ဆန်းရတဲ့သဘောမျိုးပေါ့နော်။ဒါကြောင့်မလို့မလို့အပ်ပဲနဲ့အရေးပြားကိုဒဏ်ရာဖြစ်စီရာလေးတွေကိုအတတ်နိုင်ဆုံးရှောင်ပေးနိုင်ရင်တော့ပိုကော ောင်းပါတယ်။နံပါတ်3ကတော့ကျန်းမာရေးနေထိုင်စားသောက်မှုပုံစံရအောင်နေပေးပါ။အသားငါးသိရဆောင်အောင်စားပါ။ကိုယ့်ရဲ့အရေးပြားနဲ့ကိုယ်ခန္ဓာစနစ်ကျန်းမာဖို့အတွက်ဗီတာမင် C, ဗီတာမင် E, ဇင်က်၊ကော်ပါ၊ဖိုလိက်အဆစ်ပါတဲ့အစားအသောက်တွေစားပေးပါ။အေးအဝအောင်အိပ်ပါ။အိပ်ချိန်ကိုအနည်းဆုံး9နာရီရနေ10နာရီလောက်တော့ထားပေးပါ။ကိုယ်လက်လှူရှာမှုတစ်ခုခုကိုတစ်နေ့ကိုနိုင်ဝက်45မိနစ်လောက်အချိန်ပေးပြီးတော့လုပ်ပါ။ဆေးလေးဖြတ်ပါ။အရက်လျှော့တော့ပါ။အရက်ကိုလည်းတတ်နိုင်ရင်တော့ဖြတ်ပါ။နံပါတ်4 skin care ဗတီလီကိုသမားကြီးကအသားကြီး၆ပြီးတော့ဆန်စစ်တစ်ပိုဖြစ်လွှဲရဖြစ်တဲ့အတွက်ကြောင့်မလို့ဆိုတက်ထိမ့်ပြီးဖို့အတွက် moisturizer တစ်မျိုးမျိုးကိုနေ့စဉ်ပုံမှန်လိမ့်ပေးဖို့လိုပါတယ်။ Ceramide Glycerin hyaluronic acid တမျိုးမျိုးပါတယ် lotion နဲ့ cream တွေလိမ့်ပေးရင်ပိုကောင်းပါတယ်ကိုယ်အရမ်းများတဲ့ product တွေ percentage အရမ်းများတဲ့ peeling product တွေနဲ့ bleaching product တွေအားဆိုရင် skin barrier ကိုထိခိုက်စေနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ တက်နိုင်ရင်ရှောင်ပေးတင်ပါတယ်ပြီးတော့ကိုကအပြင်ဒီပါးသွားမယ်ပွဲဒီပါးသွားတဲ့အခါမှာလူမြင်ရတဲ့နေရာမျိုးမှာဒီလိုဖြူကွက်ဖြစ်နေတာကိုဖုံးချင်နေဆိုရင်တော့ makeup product တွေမှာအဲသုံးတဲ့ဒီ concealer ပေါ့ကိုသားရင်နဲ့ကန့်ညီတဲ့ concealer ကိုသုံးပြီးတော့ဖုံးပေးလို့ရပါတယ် နံပါတ်5အချက်ကတော့ medical စီးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီယောဂါကကိုယ့်ရဲ့ခန္ဓာကိုယ်တွင်းကကိုယ်ခန္ဓာစနေဖောက်ပြန်တဲ့ယောဂါဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ခန္ဓာကိုယ်ရှိနေတဲ့ဒီယောဂါကလည်းရှိနေမှာပါပြီးတော့ဒီယောဂါကဆရာဝန်ကြီးကိုယ်တိုင်တော်မှာချုပ်တင်မှန်းဆလို့မလွယ်တဲ့ယောဂါမျိုးစားဖြစ်ပါတ အဖြူခွက်တိုင်းဟာလည်းတမင်ဖြူမဟုတ်ပါဘူး။ဒါကြောင့်မလို့ကို့မှာဒီအဖြူခွက်တော့ခွက်ခွက်တွေ့လာနဲ့ထွေရောဂါကူဆရာဝန်ဒါမှမဟုတ်ရင်ရေပြားထုတ်ကူဆရာဝန်နဲ့အရင်ဆုံးပြသတတ်ပါတယ်။ပြီးတော့ကို့ရဲ့အဖြူခွက်အတွက်ရောဂါအတွက်ပေးထားတဲ့ဆေးကိုလည်းကို့နဲ့အလားတူဖြူခွက်တခြားတငယ်ချင်းနဲ့မှပေါ်လာတဲ့အခါမှာဒီဆေးလေးလိမ့်ကြည့်ဒါလေးတောက်ကြည့်ဆိုပြီးတော့လည်းညှို့ပေးလို့လုံးဝမရပါဘူး။ရောဂါတူချင်မှလည်းတူနေနိုင်တယ်လို့ရောဂါတူနေရင်တောင်မှသုံးရတဲ့ကုသနေဆေးမျိုးစား dose တွေကွာတာမျိုးဖြစ်နိုင်ပါတယ်။လူနာရဲ့အ က်ယောဂရာဆိုရင်စစ်စေးချက်တွေသွေးစစ်ချက်တွေနဲ့အခြားဆန်းသက်စစ်စေးတာတွေလုပ်ပြီးမှပေးရတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့စေတနာကနေပြီးတော့ဝေဒနာဖြစ်သွားနိုင်ပါတယ်။ဆေးကိုပုံမှန်တောက်ပါကိုယ်သဘောနဲ့ကိုယ်ဆေးကိုရုတ်တရက်လုံးဝမရက်ပါနဲ့။ ကိုမှာခက်ခဲပြဿနာတခုခုရှိလာတဲ့အခါမှာကိုနေပြနေကြဆရာဝန်ကိုပုံမှန်လင်းလင်းတိချတိုင်မင်ပါပြီးတော့ဆေးတွေဆိုတာလည်းတသက်လုံးတာတောက်ဆိုပြီးလုံးလုံးမရပါဘူးလူနာရဲ့အခြေအနေပေါ်လိုက်ပြီးတော့ဆေးတွေကိုလူတိုးပူလျှော်လုပ်ဖို့လိုတဲ့သွေးရစ်ဖို့အတွက်ကိုဆရာဝန်ချိန်ထားတဲ့ရက်ချိန်ထိုင်ပုံမှန်ပြပေးဖို့လိုပါတယ်ဦးသားမှုတွေကတိတာရဲ့ရလဒ်တခုရဖို့အတွက်အချိန်တစ်ခုပေးရပါတယ်တမင်ဖြူအရှင်းပြောက်စေးလည်းမရှိသလို အပင်အမြေအရွက်ဘာပဲသွေးသွေးဘာပဲပုတ်ပုတ်လိမ့်လိမ့်ပျောက်တာမျိုးတွေမရှိပါဘူး ဖြူခွက်နေရာကပုံနှုတ်ပြီးတော့ဆန်းစစ်တစ်ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အခက်မတဲ့အေးပြားပါတာပိုးဝင်တာအနာဖြစ်တာအဖြူခွက်တွေပိုပွားတာမှဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။အဲ့တော့ဒီလိုအော်တိုအီမြူယောဂရှင်တွေကိုတာဂတ်ထားတဲ့အရှင်းပြောက်တဲ့ပျောက်စီဆိုပြီးတော့ကြောင်ညာတာရှိရဲပေါ့နော်။ဒီစီးတွေကဘာနဲ့လုပ်ထားမှန်းမသိရဖြစ်တဲ့အတွက်ကြောင့်မလို့ဆွဲပြီးတော့တောက်တဲ့အခါမှာဆိုရင်ကိုယ့်ရဲ့ယောဂမပြောက်တဲ့အဖြစ်အပိုဆောင်ယောဂတွေပါထပ်ပြီးရလာနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့စဉ်းစားချင်းကြဖို့အတွက်ပြောချင်ပါတယ်။နံပါတ်6ကတော့နောက်ဆုံးနဲ့အရေးကြီးဆုံးဖြစ်တဲ့ mental health ပါဒီယောဂါကဘလို့ကုသမှုတွေပဲလို့လို့အရှင်းမပြောက်တဲ့အခါလူမြင်ရတဲ့နေရာမှာဒီလိုအကွက်လေးလေးဖြစ်လာတဲ့အခါမှာကိုကိုကိုစိတ်အားငယ်တာလေးတွေယုံကြည်မှုတွေကြတာနောက်ပိုင်းမှာစိတ်တက်ကြရမှုတွေလေးဖြစ်လာတတ်ပါတယ်အရင်ဆုံးကတော့ကုယောဂါကိုလက်ခံလိုက်ပါ social media မှာကိုနဲ့ဝေဒနာတူညီကောင်မောင်မတငယ်ချင်းတွေနဲ့မိတ်ဖွဲ့ပါစကားပြောပါကိုတိထားတဲ့ဘုဒ္ဓတရားတွေကိုလည်းအချင်းချင်းဝင်မြပါ ယောဂအကြောင်းကိုလည်းတရားနာလေအောင်ရှာဖတ်ပါဆိုရှယ်မီဒီယာမှာကျွမ်းကျင်တဲ့ဆရာဝန်တွေအီးပြားထုတ်ကူဆရာဝန်တွေ share ထားတဲ့ဘုသုတတွေကိုလည်းတရားလိုက်ရှာပြီးတော့ဖတ်ပါစိတ်ပိစီမှုများရဲ့ဆိုရင်လည်းဒီယောဂကိုပုံစိုးနိုင်စရာဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ပိစီမှုလျှော့ပါကိုဝတ္တနာပါတဲ့အလုပ်တစ်ခုကိုဒီဇိုင်းမမတ်နဲ့နေ့စဉ်ပုံမှန်လုပ်ပါ တရားထိုင်တာယောဂကျင့်တာအပင်ရေလောင်းတာခွေးလေးကြောင်လေးနဲ့ကစားတာတခြင်းနာထောင်တာဒိုင်ယာရီရေးတာစာရေးတာဒါမျိုးတစ်ခုခုလုပ်ပေးလို့ရပါတယ်ဗီဒီယိုလည်းအရင်ရှင်နေပြီမလို့နောက်တစ်ပိုင်းမှာတော့ဆရာဝန်ညွှန်ကြားချက်နဲ့ဘယ်လိုကုသလို့ရမလဲဆိုတာလေးပြပြပေးမယ်နော်ဗီဒီယိုအဆုံးထိကြည့်ပေးရကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့မယ်နော်တတား